တနင်္ဂနွေလုံးလေးပဲကြုံရမယ့်အခွင့်အရေးကိုဖျက်ဆီးလိုက်တဲ့တိုက်စင်မိုဟာလန်ဒုတိယလူစားတာပါတဲ့အာဆင်နယ်တို့ဟာဘယ်သူမှကယ်တင်လို့ရတော့မယ်မထင်ပါဘူးတကယ်တော့လည်းပါဦးကောင်းလို့အမပင်စားတဲ့ကိုအုပ်ဆောင်ထားတဲ့ဆိုပေမဲ့တကယ်တမ်းကအာဆင်နယ်ကဒုတိယလူစားတာပါလာတာဖြစ်ပါရင် ဥတ္တဖို့ကပွဲမှာဆိုရင်လည်းဘရာဝိုင်းဒပိုင်းလုံးနှိပါဖီအားပြီးကစားထားနိုင်ခဲ့တဲ့ဆိုပေမဲ့အပိုင်ခွင်းတွေကိုအသုံးမချနိုင်ခဲ့လို့သာရာရာရဲ့နိုင်တူးကြောင့်တဲ့နေရာယူမှုတွေကြောင့်မှဥဆောင်ကိုအစောကြီးပေးလိုက်ရတာဖြစ်ပါရင်တကယ်ဆိုရင်အာဆင်နယ်တို့ရှုံးအောင်ရှုံးသွားနိုင်ပြီး United ဘက်က Highland တရားကကြောင်ဖတ်နေလို့ခံစားသွားခဲ့တာဖြစ်ပါရင်ဒပိုင်းလုံးတန်းတရာပြောမယ်ဆိုရင်တော့ United ကပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပြီးရာရာလည်းစွမ်းပြားခဲ့လို့သာခံစားနေခဲ့တာဖြစ်ပါရင် United ဘက်ကတင်ကြပ်ဝဂိုးရနိုင်တဲ့အပိုင်ခွင်းနှစ်ချိန်လောက်ကိုရာရာကကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါရင် ဒီဝဲတင်ကြားလိုက်တာကြောင့်အာဆန်တို့15မိနစ်ထိကွာဟာသွားခဲ့ပြီးဒုံးချီကိုဖင်ခုထိုင်ပြီးလိုက်မယ်ဆိုရင်တော့လေဘာဘူးကိုမှီနိုင်မှာမဟုတ်တော့ပါဘူး United အားဒီနေ့ပွဲမှာ3-0နဲ့ကစားဝင်တဲ့ပွဲထွက်လာခဲ့ပြီးတိုက်စစ်မှာဇက်စီကိုထောင်ထားကာဂါနာချိုအရီဆီလိုနဲ့တွဲပေးထားပါတယ်။ကိုယ်နဲ့မှာတော့ဘရူနိုနဲ့ကက်စမဲလိုတို့ပွဲထွက်လာပြီးဝိမဲ့တင်အဖြစ်ထားတော့မာဇာရီကိုခင်းချင်းခဲ့ပါတယ်။ကိုသမားကတော့အိုနာနာပဲဖြစ်ပြီးနောက်တန်းမှာဒေးလေးလင်းနီတို့ရူရိုပွဲထွက်လာခဲ့ပါတယ်။အာဆန်ကတော့၄ -0 ကစားဝင်တဲ့ပွဲထွက်လာခဲ့ပြီးတိုက်စစ်မှာမယ်ရီနိုထရော့ဆက်နူနရီကိုယ်နဲ့မှာပါတီး ဒီကလာရိုက်အိုဒီဂက် နောက်တန်းမှာကာလာဖီယိုရီဂါဘရီယယ်စာလီဝါနဲ့တင်းမာတို့ကိုခင်းချင်းခဲ့တာဖြစ်ပါရင်ပွဲစားရဲဆိုတာနဲ့အာဆင်နယ်ဘက်ကဘောလုံးပိုင်ဆိုင်မှုအသားနဲ့ဖိအားပေးကစားဖို့ကြိုးစားလာခဲ့ပါရင်ယူနိုက်တက်ကလည်းအာဆင်နယ်တိုင်းစစ်ဆင်မှုတွေကိုအကောင်းဆုံးထုတ်ပြန်နိုင်ခဲ့ပြီးနေရာဇုံကနေပိတ်ဆို့ကစားဖို့ကြိုးစားလာခဲ့ပါရင်ပွဲချင်းကုန်းမနေပါရင်အေရီယာဆန်နာကမယ်ရီနိုအဝေးကန်ချက်နဲ့ဂိုးသွင်းဖို့ကြိုးစားခဲ့ပေမဲ့ဂိုးဘေးကနေကတ်ထွက်သွားခဲ့ပါရင်ပွဲချင်းမိနစ်20ဝန်းကျင်မှာလည်းအေရီယာပြင်ဘက်ကနေအိုဒီဂက်ရဲ့အဝေးကန်ချက်တော်တော်လေးကောင်းခဲ့ပေမဲ့အိုဒနာကာဝယ်သွားနိုင်ခဲ့ပါရင်အာဆင်နယ်ကဒီသင်းလုံးနီးပါးယူနိုက်တက်ကွင်းပတ်ချမ်းကိုလွှမ်းမိုးပြီးတော့ဖိအားပေးကစားထားနိုင်ခဲ့တာဖြစ်ပါရင် ဘယ်ကျင်30တမိမှာလဲထရော့ဆဲရဲ့အဝေးကန်ချက်ဟာတော်တော်လေးကိုကောင်းမွန်ခဲ့ပြီးကိုဘေးကကတ်ထွက်သွားခဲ့လို့သာ United တို့တတ်တာရခဲ့တာဖြစ်ပါတယ်။နောက်မိနစ်ကြာမှလဲထရော့ဆဲရဲ့အနီးကပ်ပိတ်သွင်းချက်ကအားပြော့နေခဲ့တာကြောင့် Onana ပဲအေးအေးဆေးဆေးဖမ်းမိခဲ့ပါတယ်။ Brighton မှာ United ဘက်က Arsenal ဘက်ကိုခိုးပေါက်ချင်းချောင်းမှုတစ်ချိန်တော့မလုပ်နိုင်ခဲ့ပဲခံစစ်မှာကြီးပဲအချိန်ကုန်နေခဲ့တာဖြစ်ပါတယ်။အာဆင်နယ်ဘက်ကတော့ဒရက်ဆက်တိုက်စစ်ဆင်နိုင်ခဲ့ပေမဲ့အဆုံးသတ်မသေးချာမှုတွေရဲ့ယူနိုက်တက်နောက်တန်းကကျစ်လက်မှုတွေရဲ့အကြောင်းဥဆောင်ကိုရဖို့ချန်ချာနေခဲ့ပါတယ်။ ပေမဲ့ပွဲချင်းလေး55မိနစ်မှာတော့ United ဘက်ကဥစ္စာကိုစတင်ရရှိသွားခဲ့ပါတယ်။ဂါနာချိုတောင်းအေရီယာထိမှရရှိလာတဲ့ free kick ကို Bruno Fernandes ကလှလှပပဆုံးသက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ Arsenal ကိုယ်တော်မှာတော့အနေနဲ့နေရာယူပေါ်မှာလိုအပ်ခဲ့တယ်လို့ Bruno ရဲ့ကံကြက်ကကောင်းမွန်ခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်းမှာတော့ခြေပါကိုလုံနေတဲ့ Arsenal ဘက်ကလည်းဖိအားပေးတိုက်စစ်ဆင်နိုင်ခဲ့တယ်လို့ United ရဲ့အထိုးပေါင်းမှုတွေကိုလည်းမြင်တွေ့ခဲ့ရပါတယ်။အပြန်အလှန်သွေးတို့တွေစီးကျိုးတွေတိုင်းနေခဲ့ကြပြီးတော်တော်လေးလည်းကြည်ကောင်းခဲ့ပါတယ်။ United ဘက်ကဂါနာချိုတော်တော်လေးအလုံးလုံးခဲ့ပြီး တူးချင်းကြော်ဖြတ်မှုတွေနဲ့ဂိုးရှိကိုဖျက်တင်ဖို့တွေမကြာခဏပေးပို့နိုင်ခဲ့ပါတယ်။ပွဲချိန်54မိနစ်မှာဂျာလော့ရဲ့ဖျက်တင်ပေးမှုကနေမာဇာရီပြင်ဝင်ပေးသွင်းခဲ့ပေမဲ့ရွာရွာကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါရင်အဲနောက်59မိနစ်မှာလည်းဂါနာချိုရဲ့ဖျက်ချိုးပေးမှုကိုဇက်စီကလှလှပပသွင်းယူဖို့ကြိုးစားခဲ့ရမှာရွာရွာကပဲကာကွယ်နိုင်ခဲ့ပါတယ်။အာဆင်နယ်ဘက်ကလည်းဘောလုံးပိုင်ဆိုင်မှုအသာနဲ့ပြန်လည်ဖိအားပေးဖို့ကြိုးစားလာခဲ့ပြီးပွဲချိန်84မိနစ်မှာတော့ခြေပွားကိုရရှိခဲ့ပါတယ်။ ဒီခုကတော့တင်းမရဲ့အနီးကပ်ခြာဝေးမှုကနေဒီကလန်ရိုက်ကသွင်းယူပေးခဲ့တာပါဝမ်ဝမ်နဲ့ဖလန်ဖလန်ဖြစ်ခဲ့ပြီးတဲ့နောက်နှစ်သင်းစလုံးအပြန်လန်တိုင်းစစ်ဆင်မှုတွေကိုမြင်တွေ့ခဲ့ရပါတယ်အာဆင်နယ်သင်းဘက်ကမာတင်နယ်လီရဲ့ကံချက်ကိုအိုနာနာကာကွယ်နိုင်ခဲ့တယ်လို့ဝိုင်လန်ရဲ့တုံဆိုင်မှုတွေကြောင့်လည်း United တို့ဥစ္စာကိုထိရဖို့ကြံ့ကြာနေခဲ့ရပါတယ်ဝိုင်လန်ဟာ United တို့ရဲ့ဂိုးရနိုင်တဲ့အပိုင်ခွေနှစ်ချိန်လောက်ကိုလွဲချော်သွားခဲ့တာဖြစ်ပါတယ်နောက်ချင်းအချင်းပေါ်မှာလည်း Origi ရဲ့ area ထိကကံချက်ကိုအိုနာနာကာကွယ်နိုင်ခဲ့တယ်လို့ Bruno ရဲ့ကံချက်ကိုလည်းဒီပြေရာအသေးတန်ကာကွယ်နိုင်ခဲ့တာကြောင့်တေးရလက်တာထွက်ပေါ်သွားခဲ့တာဖြစ်ပါတယ်